ဒီနေ့ဂျွန်လ23ရက်နေ့အတွက် People's Fan ရဲ့ညနေခင်းသတင်းတွေကတော့ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းကိုဆက်သွယ်ထားတဲ့အမ်ဒန်လမ်းပိုင်းကနယ်ရေကန်လေကြောင်းကာကွယ်ရေးတပ်စခန်ဘူဟာဂုံးကထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား23ဦးကိုဖမ်းဆီးရခဲ့တယ်လို့ချင်းဒေသကာကွယ်ရေးတပ် CDF အရှော်ပြောရေးဆိုခွင့်ရှိသူဆလိုက်ရိုးချင်းက People's Fan ကိုပြောပါတယ်ရခိုင်ရုံးမပေါ်ကလမ်းပိုင်းမှာအရေးပါတဲ့အဲ့ဒီဘူဟာဂုံးအနီးကိုဂျွန်လ8ရက်ကနေ12ရက်အထိ9ရက်တာအတွင်းဖျက်တောက်တိုက်ခိုက်နေချိန်မှာ ဖက်ပြေးလာတဲ့စစ်ကောင်စီတပ်သား23ဦးကိုဖမ်းမိခဲ့တာလို့ဆိုပါတယ်ရှင်။ပြည်တွင်းခရီးသွားတွေကြားလူသိများတဲ့တိန်ပင်လယ်ရှိရာရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ကနောင်ချိုကြီးရွာမှာစစ်ကောင်စီတပ်နဲ့တော်လရေးအင်အားစုတွေကြားတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။နောင်ချိုမြို့အနီးကံကြီးကြီးရွာကနေဆောက်ခွာလာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့တော်လရေးအင်အားစုတွေနောင်ချိုကြီးရွာမှာတိုက်ပွဲဖြစ်ပွားတာလို့သိရပါတယ်ရှင်။ဒီနေ့မနက်ပိုင်းကအရှေ့အလယ်ပိုင်းဒေသမှာအစ္စရေးကအီရန်ကိုစတင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ကမ္ဘာရွှေဈေးနဲ့ရင်းနှံဈေးတွေလည်းအတက်ပတ်ဦးတည်နေပြီးပြည်တွင်းမှာ ရွှေဈေးဒေါ်လာဈေးတွေနဲ့အတူ73ဒီဈေးလဲတပြိုင်တည်းတက်လာနေတယ်လို့သိရပါတယ်ရှင်မြန်မာနိုင်ငံအလဲပိုင်းမန္တလေးတိုင်းတောင်တာမြို့နယ်အတွင်းစစ်ကောင်စီတပ်ရဲအင်အား40ဝန်းကျင်ပါတဲ့ထောက်ပို့စစ်ကြောင်းကိုဒေါ်လာရေးအင်အားစုတွေကဖြတ်တောက်တိုက်ခိုက်ရမှာစစ်သား3ဦးသေဆုံးပြီးတအူးကိုအရှင်ဖမ်းမိတယ်လို့တောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖထံကသိရပါတယ်ရှင်